ားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ Super Sunday မဟုတ်ဘဲနဲ့စနေနေ့မှာကံပူရှိနေတဲ့ England Premier League ပွဲစဉ်73ရက်တချို့ချို့သောပွဲစဉ်လေးတွေကိုပွဲကြုံသုံးချက်ကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်ပါရစေ။ဗီဒီယိုလေးကိုပဲစားရတော့။အဲ့တော့မြန်မာစံတော်ချင်းနဲ့ပဲကျွန်တော်ပြောထားပြီးတာလည်းဖြစ်တယ်။ဒီပွဲစဉ်လေးထဲမှာကျွန်တော်ကြည့်ကောင်းမယ်ထင်တဲ့ပွဲစဉ်နှစ်ပွဲလောက်ကိုပဲကျွန်တော်လုပ်ပေးမှာပေါ့နော်။ဘာလဲဆိုလို့ရှိရင်တော့ဒီည9:00နာရီခွဲမှာကံမဲ့ Manchester City ရဲ့ပွဲစဉ်ရယ်ပြီးတော့ည12:00နာရီတိမှာကံမဲ့ Everton နဲ့ Newcastle တင်းတို့ရဲ့ပွဲစဉ်ရယ်ပေါ့နော်။အဲ့နှစ်ပွဲကိုပဲကျွန်တော်ပွဲကြုံသုံးချက်လုပ်ပေးသွားမှာလည်းဖြစ်တယ်။ ပေါ့နော်စပြောရမယ်ဆိုလို့ကျွန်တော် Man City အသင်းအကြောင်းစပြောအောင် Man City ရဲ့တချို့ကျတော့ first day ကိုထည့်ပြောပြရမယ်ဆိုရင် Man City အသင်းကဒီပွဲကိုတော်တော်လေး outside ထားဖို့တော့ပေါ်တယ်ဘာလို့လဲဆိုတော့ဂျာမန်ကန်ကန်ရဲ့ Champion League ပွဲစဉ်မှာဆိုရင် Leverkusen လိုအသင်းမျိုးနဲ့အင်ဂွင်းမှာရင်ဆိုင်ရပါလျက်နဲ့ကစားသမား10နေရာလောက်အထိအပြောင်းလဲလုပ်သွားရဆိုတော့ဒီပွဲကိုတော်တော်လေးအာရုံရောက်နေဆိုတဲ့အနေအထားမျိုးတွေမှာကျွန်တော်မြင်ရတယ်အဲကြောင့်မလို့ဒီပွဲစဉ်မှာပောက်ကွဲပြမယ်လို့ကျွန်တော်ကတော့ ထင်တယ်ပေါ့နော်အဒန်ယားကစားသမားလည်းတိတ်မရှိတော့ဘူးပြီးလို့ရှိရင်တိုက်စစ်မှာလည်းအာလင်ဟာလန်တို့ပေါ့ပြန်ပါလာမှာဖြစ်သလိုပြီးခဲ့တဲ့နှစ်ပွဲစတဲ့ရလဲဆိုးခဲ့တယ်ဗျာကျွန်တော်နျူကာဆယ်ကိုရှုံးတယ်ပြီးတော့ဂျာမန်မှာဆိုချန်ပီယံလိမှာလည်းလီဗာကူဆန်လိုအတင်းမျိုးကိုအင်ဂွင်းမှာ2-0နဲ့ရှုံးတယ်ဆိုတော့တိတ်လက်တင်ခံကြတော့မရှိဘူးပက်ဂွာဒီယိုလာတော်လေးပောက်ကွဲနေတဲ့နေသားမျိုးမှာရှိတာဖြစ်တော့ဒီပွဲစဉ်မှာတော့အတကုံဖွင့်ပြီးတော့တိုက်မယ်အတကုံပောက်ကွဲပြမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့လစ်ကိုပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီရာဒီမှာတန်းစစ်ဆောင်မှာတော်လေးရုန်းကန်နေရတယ်အဲလစ်ကိုကျွန်တော်မြင်ရတာကျွန်တော်တို့ပထမတစ်ခေါက်တန်းတက်လာ ုန်းကဒီ BSR နဲ့ပေါ့နော် Marcelo BSR နဲ့အဲ့တုန်းကကစားသမားတွေအစုအဖွဲ့နဲ့သူတို့တိုက်စစ်ကစားခဲ့တဲ့ပုံတိုက်စစ်မှာလည်းအတကုန်တွေဖွင့်တိုက်သူတို့နောက်မှာဂိုးရရဲ့ဒိုးဘောင်ပြန်ပြီးတော့ပလိုင်းပေါက်နဲ့ဖားကောက်ပေးခဲ့ရတဲ့ ပုံစံမျိုးနဲ့ list မဟုတ်တော့ဘဲနဲ့ဒီရာဒီမှာခံစစ်ကိုနည်းနည်းလေးပို့ပြီးတော့ဦးစားပေးတဲ့ list ကိုတွေ့ရတယ်။ဒါပေမဲ့ခံစစ်ကိုဦးစားပေးလို့ကောင်းလားဆိုလည်းမကောင်းဘူး။ဂိုးရပေးနေရသေးတာပဲ။အဲ့လိုအနေထားမျိုးနဲ့ပဲတန်းစင်းတုံနာမှာတဝဲလေလေဖြစ်နေတယ်လို့ပြောလို့ရတယ်ဖြစ်တော့ဒီဝဲစင်မှာလည်းဘာမှတိတ်မြှုံလင်းကြတော့ရှိမယ်လို့ကျွန်တော်တော့မထင်ဘူးပေါ့နော်။ဆိုတော့ဒီနေ့သင်ဟတ်တူကိုကျွန်တော်နည်းနည်းကြည့်ကြည့်အောင်ဟတ်တူကိုကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့လှမ်းသွားတယ်လို့ရှိတယ်ပြ။အဓိကကတော့ဂျာနမှာ list ကတန်းစင်းသွားတာ။နောက်ဆုံး၃ညကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Man City ကပဲ၃ညကိုအနိုင်ရထားတာကိုကျွန်တော်တို့တွေ့ရတယ်။အာဒီ2023မေမှာ င်ငံတော်ကဆိုလို့ရှိရင် Man City က2-1နဲ့နိုင်တယ်ပေါ့နော်။အမတိုင်ငံတော်ကတော့ဆိုလို့ရှိရင်လည်း2022ဒီဇင်ဘာမှာတော့ဆိုလို့ရှိရင် Leeds အသင်းရဲ့အိမ်ကွင်းမှာ Man City က3-1နဲ့နိုင်တယ်။အမတိုင်ငံတော်ကဆိုလို့ရှိရင်တော့2022 April မှာတော့ဆိုလို့ရှိရင်လည်း Leeds အသင်းရဲ့အိမ်ကွင်းမှာပဲ Man City က4-0ဆိုတဲ့ result နဲ့သူတို့နိုင်ထားတာလည်းရှိတယ်။အဲကြောင့်မလို့ head to head ကိုကြည့်မယ်ဆိုလို့ရှိရင် Man City အသင်းကပဲအပြတ်သက်အသာရနေတယ်လို့ပြောလို့ရတယ်ပေါ့နော်။ပြီးတော့ Man City အသင်းရဲ့အိမ်ကွင်းဆွမ်းဆောင်ရင်နောက်ဆုံး3ပွဲကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင်။နောက်ဆုံး3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းယာနှုံးပြအကုန်လုံးနိုင်ထားတယ်လို့ပြောလို့ရတယ်။ဒီဟာဒီမ မှ true ကြပဲမန်ကျစ်တီးရတိုင်ပတ်တာအဝေးကွင်းမှာတိုင်ပတ်ရင်တိုင်ပတ်မှာဗျအင်ကွင်းမှာဆိုလို့ရှိရင်တော့တိုင်ပတ်တာတော်တော်လေးနည်းတယ်ပွဲစဉ်တိုင်းကိုးပြတ်နေတဲ့အနိုင်ရအောင်ကစားတတ်တဲ့အတင်းဖြစ်တဲ့အတွက်အင်ကွင်းဆန်းဆောင်ရတဲ့ဒီရာစီမှာမန်စီးတီးကတော်တော်လေးကောင်းနေတယ်လို့ပြောလို့ရတာပေါ့နော်အဲဒီနောက်ဆုံးသုံးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘုံမောက်ကို3-1နဲ့နိုင်တယ်ပြီးတော့ချန်ပီယံလိမှာဘရက်ရှာဒေါ်မွန်4-1နဲ့သူတို့နိုင်တယ်ပေါ့နော်အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်လီဗာပူးကိုပရီးမီယာလိမှာ3-0ဆိုတော့ရာဇန်နဲ့ရလနဲ့ဒိုမီနိတ်လုပ်ပြီးတော့လုံးဝ နိုင်တာဖြစ်တဲ့အတွက်ကြောင့်အင်္ဂွင်းဆန်းဆောင်ရေမန်စီးတီးတင်းကတော်တော်လေးလက်ဆောင်ထက်နေရလို့ပြောလို့ရတာပေါ့နော်ဒီ list အတင်းကဝေကွင်းဆန်းဆောင်ရေနောက်ဆုံး၃ပွဲကိုကျွန်တော်တို့တစ်ချက်သွားကြည့်ကြည့်အောင်နောက်ဆုံး၃ပွဲသလုံးရှုံးအကုန်လုံးရှုံးလာတာ နီရဲတောက်နေရပဲတပြင်းလုံးနိုင်နာဆိုလို့ဂျားတဲ့မှာအဲ့ဒီဝက်ဆန်ယူနိုက်တက်တတင်းတဲ့ဟိုပဲအင်ကွင်းမှာ2-1နဲ့နိုင်ခဲ့တာရှိရကျွန်내ပွဲစဉ်တွေအကုန်လုံးရှုံးထားတယ်ဂျားတဲ့မှာအဲ့ဒီတပွဲနိုင်မျိုးတပွဲတည်ကြရတပွဲတည်ကြရတာကတော့သူတို့ရဲ့အင်ကွင်းမှာပဲဘုံမောက်ကိုတူးတူးတည်ကြခဲ့တဲ့တပွဲပဲရှိကျွန်내ပွဲစဉ်တွေအကုန်ရှုံးထားတယ်တော်တော်လေး list ကအခြေအနေစိုးရွားလို့ပြောလို့ရတယ်အဲ့နောက်ဆုံး3ပွဲအဝေးကွင်းစားဆောင်ယူကြည့်မယ်ဆိုလို့ရှင်လဲဘွန်ဘန်လီကိုတူးစီနဲ့ရှုံးတယ်ဒါဆိုတော့သူတို့ဘူဘူချင်းပုတ်တယ်ပွဲအပွဲမှာလည်းသူတို့တူးစီနဲ့ရှုံးတယ်အဲ Brighton လည်းတူးစီနဲ့ရှုံးတယ်ပြီးတော့ Nottingham Forest ကို3-1နဲ့ထပ် ပြီးတော့ရှုံးနေပေါ့နော်အကြောင်းမလို့ Leeds United အဝင်းကိုဆန်းဆောင်ကြီးကတော်တော်လေးချိန်နေဆိုရဲလို့ပြောလို့ရတယ်အကြောင်းဒီပွဲစဉ်ကိုကျွန်တော်ခြုံငုံပြီးတော့သုံးသပ်ပေးရမယ်ဆိုလို့ရှင်တော့ percentage တန်ခွဲပြီးတော့ပြောပြမှာပေါ့နော် Manchester City တင်းအနိုင်ရသွားဖို့ကျွန်တော်ဒါတရားရာခိုင်နှုန်းပေးခြင်းနဲ့ဂိုးပြတ်သွားဖို့ကျွန်တော်နောက်ထပ်ထပ်ဆောင်းပြီးတော့20%လောက်ကိုကျွန်တော်ထည့်ပေါင်းပြီးတော့ပြောခြင်းတာပေါ့နော်ဥမာ Man City က3-0အထက်ဖြစ်သွားပြီးတော့4-0 5-0အဲ့လိုဖြစ်သွားဖို့ကျွန်တော်20%လောက်သတ်မှတ်ပေးခြင်းပြီးတော့ကတ်ပြီးတော့နိုင်သွားဖို့အတွက်ကိုတော့ကျွန်တော်တရားရာခိုင်နှုန်းလောက်ပေးခြင်းတာပေါ့နော်အကြောင်းမလို့ဒီပွဲစဉ်ရဲ့ result ကိုကျွန်တော်အဲ့လိုမျိုးခံမှန်းမိ ရာလေးရောရှိတယ်လူချင်းမင်းတော့မန်စီးတီးဘယ်လိုမျိုးဇာထွက်လာမယ်လို့ထင်လဲအောက်ကကွန်မန်နာမှာမန်ကေတို့ရပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ည7:00နာရီမှာကန်သွားမယ်အေဗာဒန်တဲ့နဲ့နျူကာဆယ်တဲ့နဲ့ပွဲကိုဆက်ပြီးတော့တွေ့လဲအောင် ဒီပွဲစီကမြန်မာစံတော်ချိန်ည7:00နာရီမှာကန်တယ်ဆိုကြတဲ့ကတော်တော်လေးကောင်းမယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ဒီ Premier League မှာလှုပ်ထားတဲ့ပုံစံတွေအကုန်သိရတဲ့အတိုင်းပဲသူကတကယ့်ခေါင်းချိန်တွေမှာကန်တဲ့ပွဲစဉ်တွေကဥပမာဗျာကျွန်တော်တို့မြန်မာနိုင်ငံနေထားနေကြည့်မယ်ဆိုလို့ရှိရင်ည9:00နာရီကျော်တို့7:00နာရီတို့7:00နာရီတို့10:00နာရီတို့အနားချိန်တွေမှာကန်တဲ့ပွဲတွေကတော်တော်လေးကောင်းလေကောင်းတာရှိတယ်။ဆိုတော့ဒီပွဲဆိုလို့ရှိရင်လည်းစနေနေ့ရဲ့အကောင်းဆုံးပွဲလို့သတ်မှတ်လို့ရတယ်။အာဘာလို့လဲဆိုလို့ရှိရင် Newcastle ကပြီးခဲ့တဲ့ပတ်က Man City ကို2-1နဲ့နိုင်ထားသလို Everton တင်းကလည်း Manchester United နဲ့အတင်းကို1-0နဲ့နိုင်ထားတဲ့ဖြစ်တော့ကြောင့်နှစ်သင်းစလုံးက Manchester ညီနောင်တွေ ိုအနိုင်ယူထားတာဆိုတော့ဒီပွဲစဉ်မှာဘယ်လိုမျိုးဖြုတ်ကြမလဲဆိုတော့တော်လေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်ဒီနေ့တင်းဟတ်တူဟက်ကိုကျွန်တော်တို့ချက်တော့ကြည့်ကြည့်အောင်ဟတ်တူဟက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Everton เนี่ย true ja လေးပဲအตาရနဲ့အตาရထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ Everton ကအာတစ်ချိန်နိုင်ငယ်ပြီးတော့နှစ်ချိန်တည်းကြာထားတယ်ဆိုတော့ Everton နည်းနည်းလေးပို့ပြီးတော့အตาရနေလို့ပြောလို့ရတာ true ja ပဲပေါ့နော်အตาရနေလို့ပြောလို့ရတယ် မေလာမှာကန်ခဲ့တယ်ဒီပွဲမှာဆိုလို့ရှိရင် Everton ကနျူကာဆယ်တင်းရဲ့အိမ်ကွင်းမှာ1-0ရလည်းနဲ့သူတို့နိုင်နေအမနိုင်ကတော့ဆိုလို့ရှိရင်တော့2024အောက်တိုဘာမှာတော့ဆိုလို့ရှိရင်တော့စီးစီးတည်ကြခဲ့တာရှိရဲအမနိုင်ကမှာတော့ဆိုလို့ရှိရင်လည်း2024 April မှာတော့ဆိုလို့ရှိရင်လည်းနျူကာဆယ်တင်းနဲ့ Everton တင်းကနျူကာဆယ်တင်းရဲ့အိမ်ကွင်းမှာ1-1တည်ကြခဲ့တာရှိတာဖြစ်တဲ့အတွက်ကြောင့်နှစ်ပွဲတည်ကြပြီးတော့ Everton တပွဲနိုင်တာဖြစ်တဲ့အတွက် head to head မှာဆိုလို့ရှိရင် Everton အသာရနေလို့ပြောလို့ရတာပေါ့နော်ပြီးတော့ Everton တင်းရဲ့အိမ်ကွင်းဆွမ်းဆောင်ယူကျွန်တော်တို့တစ်ချက်လောက်နောက်ဆုံးသုံးပွဲကိုကြည့်ကြည့်အောင်နောက်ဆုံးသုံးပွဲ ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအရန်ကြီးကောင်းလာကြီးတော့မဟုတ်ဘူးဆိုပေမဲ့အရန်ကြီးဆိုးနေရမျိုးလည်းမဟုတ်ဘူး Crystal Palace အတင်း2-1နဲ့နိုင်တယ်ပေါ့နော်ဒီပွဲစဉ်တွေဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် Palace ဆိုအတင်းမျိုးနိုင်မှုဆိုတာမလဲဘူးဗျာဒါပေမဲ့ဒီမှာလှုပ်ပြသွားနိုင်တယ်အာ Crystal Palace ဆိုအတင်းမျိုးအင်ကွန်းမှာ2-1နဲ့နိုင်တယ်ဒါပေမဲ့ပြန်ပြီးတော့အဲ့ဒီတော်တော်လုံးဟာတော်တော်လေးခြေစွမ်းထက်နေတယ်အဝေးကွင်းစမ်းဆောင်ရင်တော်တော်လေးကောင်းနေတယ် Tottenham Hotspur အတင်းကိုတော့ goal ပြတ်3-0ဆိုရရလည်းနဲ့အင်ကွန်းမှာပြန်ပြီးတော့ရှုံးသွားတာပေါ့နော်အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ Fulham လိုအတင်းမျိုးကိုလည်း2-0နဲ့ပြန်ပြီးတော့အနိုင်ယူခဲ့တာကို င်တွေးရဖြစ်တဲ့အတွက်ကြောင့် Everton တင်းရရှုံးတင်ရှုံးထိုက်တဲ့ပွဲကိုရှုံးသွားပြီးတော့9-9ထိုက်တဲ့ပွဲရယ်ပြီးလို့ရှိရင်မထမတ်တဲ့ပွဲဒီ Crystal Palace ကိုနိုင်သွားတဲ့ပုံစံမျိုးတွေကိုပြောင်းပြီးတော့လုပြထိုင်းနိုင်အောင်ကြည့်ချင်းအပြင်ဆိုလို့ရှိရင်တော့အင်ဂွန်ဆန်းဆောင်ရေး Everton တင်းကတော်တော်လေးကောင်းနေတယ်လို့ပြောလို့ရတယ်ပေါ့နော်တစ်ဖက်ကကျွန်တော် Newcastle တင်းရအဝေးဝန်ဆန်းဆောင်ရေးနောက်ဆုံး3ပွဲကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင် ။ True ကြပဲဒီရာဒီမှာ Newcastle တဲ့အဝေးဝန်ဆန်းဆောင်ကြီးတော်တော်လေးချင်နေဆိုတဲ့ထင်မှာပါတယ်။အဝေးကွင်းပွဲစဉ်တိုင်းလိုလိုရှုံးထားတဲ့သဘောမှာရှိတယ်ပေါ့နော်။နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ချင်းလဲအဝေးကွင်းနောက်ဆုံး၃ပွဲစလုံးက short အကုန်လုံးရှုံးထားတယ်ပေါ့နော်။ဆိုတော့ဒီ West Ham United လိုအသင်းမျိုးကိုလည်း3-1နဲ့သူတို့ရှုံးတယ်။ပြီးတော့ Brentford ကိုလည်း3-1နဲ့ရှုံးတယ်လို့ဒီနောက်ဆုံးကန်ခဲ့တဲ့ Champions League ပွဲစဉ်မှာဆိုလို့ချင်းလဲ Marseille အသင်းကို2-1နဲ့သူတို့ရှုံးတယ်ပေါ့နော်။အကြောင်းမလို့ Newcastle အသင်းရဲ့အဝေးဝန်ဆန်းဆောင်ကြီးကတော်တော်လေးအခြေအနေဆိုးနေတယ်လို့ပြောလို့ရတယ်။အကြောင်းမလို့ဒီပွဲစဉ်ကိုကျွန်တော်ခြုံငုံပြီးတော့သုံးသပ်ပေးရမယ်ဆိုလို့ချင်းတော့ဒီပွဲမှာ Ever တန်တင်အနိုင်ရသွားနိုင်ကြီးကိုကျွန်တော်ခုနှစ်ဆယ်ရန်လုံးတော့တမှတ်ပေးခြင်းနဲ့30ရန်လုံးတော့ကတော့တည်ကြသွားနိုင်ရှိရကျွန်တော်တော့ထင်မြင်မိရလို့ရှိတယ်ပေါ့နော်လူချင်းမင်းတို့ဒီဝဲစင် reset ကဘယ်လိုမျိုးထွက်လာမလဲလို့ထင်လဲမိရထင်မြင်စားချက်လေးအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ကျွန်တော်ဒီ video လေးကိုကျွန်တော် YouTube မှာလည်းတင်ထားပေးပါတယ် quality ကောင်းလေးနဲ့ကြည့်နေတယ်ဆိုလို့ရှိရင် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ဒီ channel လေးနဲ့ video လေးကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe follow နဲ့မျိုးကူညီကြလို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်နေဆုံးနေကြတာပေါ့